အားလုံးသိတဲ့အတိုင်းပဲဒီနေ့ကတော့ရုရှားနိုင်ငံကိုမြန်မာနိုင်ငံရဲ့စိတ်ပိုင်းတွေကိုရောင်းချပြီးတော့ပြန်လာတဲ့မင်းအောင်လိုင်ကိုစစ်ခွေးတိုက်နဲ့ဘောမတိုက်ကနေပြီးတော့အာကျူးမန်တန်အားရဝန်ဆိုင်နဲ့ကြိုးစုနေတာတော့ဒီဗီဒီယိုမှာတွေ့ရမှာဖြစ်ပြီးတော့တို့တွေရဲ့ဗီဒီယိုတွေကိုတော့လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေမှာဘောမပတ္တိယာရောတော်လိုင်းရေးပတ္တိယာရောအားလုံးကမျိုးမျိုးမျက်ချက်တွေပြေးပြီးတော့ပြသနေတာလေးကိုလည်းတွေ့ရှိနေရပါတယ်။ဘာပြောကျွန်တော်တို့အနေနဲ့လည်းအမှတ်ရအနေနဲ့တို့ရဲ့ခုလိုကြိုးစုမှုကိုပို့ပြီးတော့ကွက်ကွက်ကူးကူးဖြစ်စေမယ့်နောက်ခံတည်ရှင်တဲ့ပုံနဲ့ ပေါင်းဆက်ပြီးတော့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ဒါတီချင်းလေးကိုနားထောင်ခြင်းအပြင်သူတို့ရဲ့မျက်နှာတွေကိုကြည့်ခြင်းအပြင်ဒီတီချင်းလေးကပို့ပြီးတော့ပေါ်လင်းစေတာမှဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုဒီညမှာတော့ဒီအားလေးနဲ့ဆက်ဖွင့်လိုက်ပါတယ်။နောက်မှာတော့ဒီနေ့ညရဲ့နောက်ဆုံးရရှိတဲ့သတင်းရှိကိုပြန်ပြပြောင်းဖြစ်တဲ့အတွက်အားလုံးပဲအဆုံးပြေကြည့်ရှုပေးကိုတောင်းဆိုလိုက်ပါတယ်။

감사합니다. ။ online မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကို Jet Revolution Channel လေးရပြန်လည်ကြိုတင်လိုက်ပါရစေ။ဗီဒီယိုလေးတွေ reaction မလုပ်သွားပြီးခင်မှာတော့ယနေ့ match လ10ရက်နေ့တနင်္လာနေ့ရဲ့ညပိုင်းအထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။မင်း online တယောက် Russia Keys ကပြန်လာတဲ့အချိန်မှာပဲ Aika တက်တော် AI ရလဲထုတ်ပြန်ချက်အစ်တီကိုဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။အဲ့ထုတ်ပြန်ချက်အစ်တီထဲမှာတော့စစ်ကောင်းဆောင်မင်း online နဲ့ဒုတိယစစ်ကောင်းဆောင်ဗိုလ်ချုပ်မောင်အေးရဲ့မိသားစုတွေပိုင်ဆိုင်တဲ့ငပလီကဟိုတယ်တွေနဲ့မြန်မာအစိုးရခေတ်ဆက်ဆက်လဝချင်းရိုက်ထားခဲ့တဲ့ ထရိုနီတွေပိုင်ဆိုင်တဲ့ဂျင်ငါပွင့်အစင်ဟိုတယ်တွေကို ULAA ကနေပြီးတော့ချိတ်ပိတ်သိမ်းဆီးလိုက်ပြီဖြစ်ကြောင်းထုတ်ပြန်လိုက်ပါတယ်တဲ့။ကဲ။ဒါတော့မင်းအောင်လိုင်းကိုအချိန်ကြိုက်ပေါ့ဗျာ။တရင်ကောင်းနဲ့ကြိုးစုပေးလိုက်တာပေါ့။အမလီကန်ကြီးဟိုတယ်စုံကို2024ဇူလိုင်လကတည်းကတင်ပိုက်ခဲ့ပြီးရှစ်လတာကာလလွန်မြောက်ပြီးတဲ့နောက်မှာတော့တချို့ဟိုတယ်တွေကိုအယခသူ့ဆိုးရပိုင်ဖြစ်တရားဝင်တင်ပိုက်လိုက်ပြီးဖြစ်ကြောင်း ULA ကနေပြီးတော့ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အမလီမှာရှိတဲ့စစ်ဆိုးရပိုင်ဟိုတယ်တွေ၊ခရိုနီတွေရဲ့ဟိုတယ်တွေကတော့ အဲ့ခအစိုးရပိုင်းဖြစ်တင်ထားပြီးဖြစ်ပါတယ်။တချို့ကတော့တရားဝင်စာကတ်လိုက်တယ်။တချို့နိုင်ငံသားသားပိုင်ဟိုတယ်တွေကတော့စကားပြောဖို့စောင့်နေတယ်လို့ ULA ကနေပြီးတော့နီးစတူလီယာပြောထားပါတယ်။အဲ့ခပြည်သူစိုးရပိုင်းအစောဦးများတွင်တရားဝင်စာကတ်ချစ်ပိတ်လိုက်တဲ့စောင့်ဘိုးချုပ်မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြည့်စုံပိုင်ဆိုင်တဲ့ဟိုတယ်။အမှတ်နှစ်မှာတော့မင်းအောင်လိုင်မိသားစုနဲ့နီးစတဲ့အောင်မျိုးမင်းတွင်ပိုင်ဆိုင်တဲ့ဟိုတယ်။အမှတ်၃မှာတော့ဒုတိယစစ်ကောင်းဆောင်ဘိုးချုပ်မောင်အေးအေးရဲ့တမီး ဒေါ်သနာအေးပိုင်ဆိုင်တဲ့ဟိုတယ်နံပါတ်၄မှာတော့ဘူးကျူးမှုကျုပ်တန်းရွှေရဲ့တားဖြစ်သူသွန်းနိုင်ရွှေပိုင်တဲ့ဟိုတယ်နံပါတ်၅မှာတော့ဦးချစ်ကန်ဦးဆောင်တဲ့အေရင်အုပ်စုကအေရင်ဟိုတယ်နံပါတ်၆မှာတော့ကမ်ဘောဇာအုပ်စုပိုင်ဆိုင်တဲ့ဂျက်စမင်ဟိုတယ်မက်ကူမှာတော့ဦးဒေဇာရဲ့ထူးကုမ္ပဏီအုပ်စုပိုင်ဟိုတယ်နဲ့နံပါတ်၈မှာတော့ပိုးပီသူခေါင်းဆောင်ခရိုနီဦးနေဝင်းထွန်းပိုင်တဲ့ဗရမားနဂါကုမ္ပဏီပိုင်ဆိုင်တဲ့ဟိုတယ်တို့ကို ULA ကနေပြီးတော့စိုးရပိုင်ဖြစ်သိမ့်ပိုင်လိုက်ချင်းဖြစ်ကြောင်းသိရပါဗျာနောက်ထပ်သတင်းတို့မှာတော့ ဥပင်ကောက်မှာ PDF သတင်းများကိုစစ်တပ်ထံကိုစုံစမ်းပေးပို့နေတဲ့ပြူစောထိမြင့်လင်ကိုဖမ်းဆီးမိခဲ့ပါတယ်။အိမ်သိမ်းထားစီမှာပဲထွက်ပြေးလို့လိုက်လံဖမ်းဆီးရမှာတော့ဒီဆုံးွားကြောင့်သိရှိရပါတယ်။အခုတိုင်းဥပင်ကောက်မျိုးနဲ့တော်လိုင်းရေးတစ်ဖွဲ့များရဲ့သတင်းများကိုစုံစမ်းပြီးတော့စစ်တပ်ထံကိုပေးပို့နေတဲ့ပြူစောထိမြင့်လင်ကိုထိမ့်သိမ်းထားစီထွက်ပြေးသွားတဲ့ပြင်လိုက်လံဖမ်းဆီးရမှာဒီဆုံးကြောင့်တာယာဝတီ KI တရင်383ညနေတခွဲ6 Black Dragon တောင်ဝင်ရှိသူကထုတ်ပြန်ထားပါတယ်။ဒါတော့မလရှိနေ့နက်ရှင်နယ်ဂျက်မှာဥပင်ကောက်မျိုးနဲ့ ပြပတော်ကြေးရွာမှာနေထိုင်တဲ့ဂျက်ဘတ်စစ်တပ်တရင်ပြီးသူစောတိမြင့်ကိုလေကုန်းရွာနဲ့ကြာစွာဖျားအနီးမှာသက်သွေးရေးလမ်းပိုင်း၌ဆိုင်ကယ်စီးလာတဲ့တာယာဝတီ KI တရင်33ညနေတက်ခွဲ6ကနေပြီးတော့မိုဘိုင်းဖုန်းတစ်လုံးဆိုင်ကယ်စီးနဲ့အတူအရှင်ဖန်းစီနိုင်ခဲ့တာဖြစ်ပါတယ်။ဖန်းစီပြီးနောက်တော်လိုင်းတစ်ဖွဲများကစစ်ဆေးမှုပြုလုပ်စင်မှာ၎င်းက တက်တက်သတင်းပေးမှုဝန်ခံထွက်ဆိုခဲ့ပြီးအရေးမှုများဆက်လက်လှုပ်ဆောင်နိုင်ရန်ဖမ်းဆီးထိန်းသိမ်းထားကြကြောင်းတော်လိုင်းရဲဘော်များအိပ်ပျော်နေစဉ်ထွက်ပြေးသွားကြောင်းပို့တို့ထွက်ပြေးသွားသည်ကိုစကန်အတွင်ကင်းနေနေသည့်တော်လိုင်းရဲဘော်များကတွေ့မြင်သွားပြီးလိုက်လံဖမ်းဆီးစဉ်ပစ်ခတ်မှုဖြစ်ပြီးတေဆုံးသွားကြောင်းသိရှိရပါသည်။ယူဆော်ဒီမီလီယာရွှေဘရောင်းထထန်းကြောင်းနိုင်ကျောင်းဆောင်ဖြစ်လုတ်ကైကတော်လိုင်းရဲဘော်များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းပြီးအကြမ်းဖက်စစ်တပ်နဲ့သတင်းပေးနေတော်သူဖြစ်ကြောင်းလည်းသိရှိရပါသည်။ နောက်ထပ်သတင်းမှာတော့ချမ်ပတ်မင်းအောင်နိုင်ရုရှားမှာရှိနေစမှာပဲရုရှားကုန်တင်လေယာဉ်တစ်စီးဟာနေပြည်တော်ကိုလာရောက်ပြီးစစ်ပတ်ဆိုင်ရာပစ္စည်းများလာရောက်ပို့ဆောင်သွားကြကြောင်းသိရှိရပါတယ်။မတ်လ10ရက်နေ့ညပိုင်းနေပြည်တော်အေလာလီတက်ကိုရုရှားကုန်တင်လေယာဉ်ရောက်ရှိလာခဲ့ကြောင်းနဲ့အဓိကအားဖြင့်နေပြည်တော်အေလာလီတက်ထဲသို့စစ်ပတ်ဆိုင်ရာပစ္စည်းများလာရောက်ပို့ဆောင်ခဲ့ကြောင်းနေပြည်တော်မှရုရှားကိုအပြန်အလှန်မိသည့်ကုန်ပစ္စည်းများ တည်ဆောင်သွားခြင်းမရှိကြောင်းသိရှိရပါတယ်။မတ်လ9ရက်နေ့မှာတော့အဆိုပါရုရှားကုန်တင်လေယာဉ်သည်နေပြည်တော်အေလာဒေတမပြန်လည်ထွက်ခွာသွားပြီးကုန်တင်လေယာဉ်ဟာနေပြည်တော်သို့ကုန်ပစ္စည်းလာရောက်ပို့ဆောင်ခြင်းဖြစ်ကြောင်းရုရှားနိုင်ငံစိန့်ပီတာဘတ်မှနေပြည်တော်ကိုပြန်တမ်းရောက်ရှိခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထပ်တရုံမှာတော့ကချင်းပြည်နယ်ဗမော်မြို့မှာတကယ်ရင်ဥဆောင်တဲ့တော်လိုင်းတက်တည်နဲ့စစ်ကောင်စီတများကြတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတက်ရဲ့ရုံးခွနဆင်းကိုပြစ်ချနိုင်ကြကြောင်း KIA ကထုတ်ပြန်လိုက်ပါတယ်။ဒါကတော့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မှာစတင်ခဲ့တဲ့ဗမော်မြို့ကို သိမ့်ပိုင်နိုင်ရန် KIA ဥဆောင်တဲ့ပူပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်လျက်ရှိရာလက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေရဖြစ်ပါတယ်။ဘာလို့ပြစ်ချနိုင်ခဲ့တာဒရုန်း9စီးရှိတယ်။မနေ့ကပြစ်ချတာတိုက်ပွဲလည်းပြင်းထန်တယ်။ဒေချောင်းတိုက်ခိုက်မှုကတော့စစ်ကောင်စီကမရေမနာကိုလုပ်နေတာ။အခုထက်ထီလဲတိုက်ပွဲတွေပြင်းထန်နေတော့မယ်လို့ KIA ကထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။မင်းအောင်တိုင်းလိုဒီဝဲရဲဆိုတဲ့ကောင်ကလည်းသူ့ပြည်တဲ့နဲ့သူတော့ရှိကြတာပဲ။တပင်းစီယုံကဒေါ်နန်ခင်မွေးဖြစ်ပါတယ်။အဲရုရှားမြန်မာချစ်ကြီးအတွန့်ဒီရန်ခိုင်မြဲပါစေလို့ စုမုံချီဖို့ရောက်ရှိလာကြတာဖြစ်ပါတယ်ဒီညနေကြည့်ပြီးတော့အော်ဒါလေးတွေကြည့်ပြီးတော့အနေမျိုးတို့တက်သိန်းတောင်းထားပါတယ်ဟိုကိုကိုမြန်မာနိုင်ငံအတွက်ဂုဏ်ယူစရာပေါ့အဲ့တွေလည်းဂုဏ်လဲကိုနေတော့လားဂုဏ်ယူနေပြောကြောင်မင်းတွေရွှုပ်နေလို့ဒီပါလေကျမပါစီခိုင်မြဲပါစီအတွန့်တီးတက်ခိုင်မြဲပါစီလို့လည်းစုမုံချွေပါတယ်ကွယ်အလိုသမင်းစီယုံမိသားစုတွေကတော့ဒါဂုံစီရအတွက်အနေမျိုးတို့ ဟိုစူးစမ်းပြီးတော့ဒီကိုရောက်လာကြတာပါအဲ့အတွက်ဒါကုန်းကြီးစရာပဲအဲ့အတွက်လဲတို့မြန်မာနိုင်ငံကြီးကစမ်းမပါစေတို့မြန်မာနိုင်ငံကြီးခင်ရပါစေတို့မြန်မာနိုင်ငံကြီးအတွန့်ဒီကြံခင်ရပါစေလို့အဆုမကဲဘုံမတွေကလုံနေရတာတလွဲတွေနော်ပြီးမြန်မာနိုင်ငံကြီးကိုစမ်းမပါစေချမ်းသာပါစေပြည်သူတွေအကုန်လုံးအားလုံးငြိမ်းချမ်းကြပါစေဆိုတာဟိုးထိတ်ကန်ပြီးတော့စစ်ခွေးမင်းအောင်လာရစပြီးဟိုးအောက်ဆုံးကဘုံမနေတဲ့ယာအိမ်မှုစိတ်မှုတွေကစာအလိုပြောနေတာချီတာဖြစ်ပါတယ်သမီးအဲလာရောက်ကြိုးစားတာတော့နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီဥပဒေပေါ့နော်ဟိုတိုင်းနိုင်ငံခရီးစဉ်သွားတဲ့တောက်ဆောင်ကျွန်တော်သတင်းမပြတ်ကြည့်တာပေါ့နော် ကြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်တွေပြီးတော့အားလုံးပေါ့နော်ကျွန်တော်အတိတ်အတက်ကလေးနဲ့ပြောရမယ်ဆိုရင်ကျွန်တော်နိုင်ငံကြီးကမကြခင်မှာအလွန်တရာကိုဖွံ့ဖြိုးတိုးတက်ပြီးတော့ကောင်းမလာမယ်လို့မြင်မိတယ်ပေါ့နော်ဟောလဲတော့ကျွန်တော်ဒီသတင်းလေးတွေကိုစင်ဆက်မပြတ်ကျွန်တော်ကြည်လာဦးသတင်းကိုလေကြည့်တဲ့အတွက်ဟိုတိုင်းပြည်အတွက်အများကြီးကောင်းလာနိုင်တဲ့အကျိုးဖြစ်ထိုးမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်တို့ဝမ်မန်တလာနဲ့อืมမင်းရအကျိုးဖြစ်ထိုးနေအကုန်လုံးငတ်ပြတ်နေပြီအဲ့တော့ကြိုးစားခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံကြီးအများဆုံး အေဂျင့်တာယာဝပြောပြီးတော့အခြားနိုင်ငံတွေနဲ့ရေမောင်တန်းပြီးချမ်းသာကြွယ်ဝမှုအလုံးစုံပြည့်စုံမှုပိုင်ဆိုင်နေပါစေလို့ကိုကြည့်တော့စိတ်ဥချိုးရေးကိုစိတ်ခွေးရအောင်ချုပ်နေပြီးတော့ခြားနိုင်ငံတွေနဲ့ရေမောင်ကတန်းညင်သေးတယ်အေးမင်းသမီးနေတာမင်းရေမောင်သွားတန်းနေရမှာဆူတောင်းနေပါတယ်ကျွန်တော်ကတော့ကဲကျွန်တော်နာမည်ဆိုဒီရပါဟုတ်အာကျွန်တော်ကတော့ဟိုတောက်ချပေါ့နော်ဒီဝန်ကြီးချုပ်ရဲ့ခီးစဉ်ကိုရှေ့ရလဲတရုတ်ပြည်ပြန်လာတော့လဲကျွန်တော်လာကြိုးဖြစ်တယ်အခုဒီခုရုရှားပြန်လာလဲလာကြိုးဖြစ်တယ်ပါဟုတ်အရန်ပြောပါတယ်တိုင်းပြည်တော်ကောင်းတဲ့ရလက်တရလာမယ်လို့လည်းမျှော်လင့်ပါတယ် ကျွန်တော်နာမည်ကသီရိပြန်ချီဦးစောစောနိုင်ပါဒီနေ့ကတော့ကျွန်တော်တို့ဒါကြီးကြီးကျယ်ကျယ်ကွာသီရိပြန်ချီတယ်အေးလေမင်းအောင်နိုင်ပေးထားတဲ့ဘိုးတွေယူထားမှတော့လဲမင်းအောင်နိုင်ကိုမကြိုးလို့ရမလားမကြိုးရင်ပြန်သိမ့်သွားမှာပေါ့နိုင်ငံတော်ဝင်းချုပ်ရုရှားနိုင်ငံနဲ့စာချုပ်တွေအများကြီးချုပ်ခဲ့တယ်ဗမာပြည်တွက်နာကလူငယ်များတွေ့ရတနာများတွေ့လဲအလုံအများကြီးတွေရရှိမယ်ဗုဒ္ဓမနိပညာမြင့်တဲ့နိုင်ငံတွေပါကမ္ဘာမှာနိပညာအမြင့်ဆိုလို့ပြောလို့ရတဲ့နိုင်ငံတွေပါအဲ့ဒီကနေကျွန်တော်တို့နိုင်ငံတော်ဝင်ကျုံနဲ့ဒါစာချုပ်တွေအများကြီးချုပ်တယ် စီးပွားရေးတွေအများကြီးပုံပြတယ်စာချုပ်တွေချုပ်တယ်လို့လည်းပြောနေရပါစာချုပ်တွေချုပ်မယ်နဲ့တိတယ်လည်းမဟုတ်ဘူးတရားတခုတော့မြန်မာနိုင်ငံကိုရောင်းစားနေတာကိုတည်တည်ကြီးနဲ့ဟိုဘက်ကနေပြီးတော့ဒီလိုမျိုးလိန်နေတဲ့ကောင်တွေရှိနေတာကတိုင်းပြည်အတွက်တော်တော်လေးဥမာရင်နာစရာကောင်းပါတယ်တေချာပါတယ်ဒီသူအမြောက်တဲ့အစိုးရပြန်လည်တက်လာတဲ့အချိန်ကြရင်တော့ဒီကောင်တွေရဲ့မျက်ခွက်တွေကိုအခုချင်းမှတ်ပြီးတော့အဲ့စကားတွေကိုထိုင်ပြီးတော့တေလုံးချင်းမကြွေးမနဲ့ပြောခိုင်းပါပါတို့တရားလုံးမယ်တို့လုတ်ခဲ့တဲ့အတွက်ကျွန်တော်တို့ဒါတွေအားလုံးကြားသိရတယ်နိုင်ငံတော်ဝင်းကျုပ်ရဲ့အောင်မြင်မှုကိုဒါဂုံပြူတော့အဖြစ်ကျွန်တော်ရန်ကုန်ကနေလာကြူလာပါ မင်္ဂလာပါရှင်ကျမကတော့ဇပူတီတီမျိုးနဲ့ဗလာတိတ်တီရက်ကကဒေါနီမြောင်ဖြစ်ပါတယ်ရှင်ဒီနိုင်ငံနဲ့လူမျိုးအမျိုးဘာသာသာသနာကိုဒါ9000နဲ့9000နဲ့ဒီအခုတော့တောင်းဖြစ်သွားပြီပြောတယ်ညတမှုတပူနဲ့အိမ်တထဲလေးပေးရတယ်ချင်းမြန်တို့တယောက်ဖြစ်တဲ့တကြောင်ကျမတို့အဘကိုလာကြွားခြင်းဖြစ်ပါလေရှင်။ထိုက်လိုက်လည်းရင်ထဲကနေပြီးတော့လာကြွားတာပါရှင်။နိုင်ငံကြီးအေဂျင့်အောင်အခုရုရှားနဲ့မြန်မာချစ်ကြည်ရေးမှာဘူတင်ဆိုလို့ရှိရင်အဘကိုပေါ့ပြည့်ဖက်တဲ့ပုံလေးဆိုကျမမှာရင်းနေတော့ခုံတယ်။ကျမတို့မြန်မာနိုင်ငံကြီးအများဆုံးအေဂျင့်စေး ဦးရင်ကပြေးဖက်တာမဟုတ်ဦးနေပါပြေးဖက်တာနေပါပရိဟုတ်တွေ့သလိုပြေးဖက်နေတာမြင်ပါပြီအများဆုံးလဲအေဂျင့်တော့မှာပါလို့ပြည်သူတွေကိုပြောချင်ပါတယ်ရှင့်ကျွန်တော်ကဦးထွန်းနိုင်ပါခင်ဗျာနေပြီးတော့စီမံသားရေးကော်မတီကဒုတိယညွှန်ကြားမှုကြိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့နေပြီးတော့စီမံသားရေးကော်မတီကကျွန်တော်တို့အင်အားရောက်နေတာဖြစ်ပါတယ်ခင်ဗျာဌာနဆိုင်ရာပေါင်းစုံကနေပြီးတော့မှကျွန်တော်တို့စုပြီးတော့မှလာရောက်ကြိုဆိုခြင်းဖြစ်ပါတယ်ဘာကြီးရုရှားကနေပြီးတော့မှပြန်လာတာဝန်တာအားနဲ့ကျွန်တော်ဂိုယူစွာနဲ့ကြိုဆိုခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကျင်နာမှာဝန်တာပီတီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘာကြီးကနိုင်ငံတော်အတွက်တွားပြီးတော့မှကိုစန်းညံတဲ့ရှိသူတွေ အားနဲ့မှန်တဲ့ကျွန်တော်စူးစမ်းပန်းစားနိုင်ငံတော်အတွက်ကိုအားကျွမ်းတဲ့နဲ့သွားပြီးတော့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ဘယ်လိုနေထားလဲဆိုတာလာကြည့်လိုက်တော့။အော်မင်းရဲ့ရုပ်တည်နဲ့လမ်းလျှောက်နေတယ်လေခွဲကောင်ကပြင်းမင်းတို့ဇော်ဖုံးကြီးနဲ့မဖိုက်ကြဘူးလားအဲ့မှာအခုပေါ့နော်ဒီနိုင်ငံတော်ဝန်ကြီးချုပ်ရေပေါ့နော်အဲကောင်းမွန်တဲ့လုံဆောင်ချက်တွေမြန်မာပြည်ကိုယူဆောင်လာခဲ့တယ်ပေါ့နော်မြန်မာပြည်ကိုအဲပြည်သူလူထုကို ဟိုသူ့ရဲ့စေတနာမေတ္တာတရားတွေကိုကဘာကနေတော့စောင့်ကြည့်ရတဲ့အဆင့်ဖြစ်သွားတယ်။ဖြစ်သွားတဲ့အတွက်အခုပြည်ဦးလွင်အောင်နေဖို့ဒီပွဲကိုဝမ်ပန်းတတာနဲ့ကြိုးစိုးကျင်လို့ဒီရောက်ခဲ့တာဖြစ်တယ်ဒီမှာ။ဟုတ်ကဲ့။အဲအခုဆိုလို့ရှိရင်ပေါ့နော်ဒီရုရှားဖက်ဒရေးရှင်းနိုင်ငံတွေအာတဘောဒီစာချုပ်တွေအများကြီးထုတ်ဆောင်နိုင်ခဲ့တယ်။ဒါဒီဘယ်လာရုစ်တမန်နိုင်ငံတွေလည်းအာအများကြီးစာချုပ်တွေကိုယ်နိုင်ငံအတွက်ပေါ့နော်အများကြီးထုတ်ဆောင်နိုင်ခဲ့တယ်။ဒါဒီနိုင်ငံတော်ကြီးချုပ်ကိုကြိုးစိုးတဲ့ပုံစံနေရဆိုလို့ရှိရင်လည်းတော်တော်ကိုဖန်ဖန်နာနာနဲ့ပြင်ဆင်ပြီးကြိုးစိုးတာလည်းတွေ့ရအဲ့ပုံမှာလည်းဝိတ်ခေါက်ကြတယ်လို့ရှိတယ်။အဲ့ပုံမှာတော့ဟိုကိုယ်ဝင်လင်းလင်းပြောရင်တော့ကို ဒီဂျီဂျူဇပွဲရပိုခန်းတာမပေါ့မင်းအောင်လေအတူပေါ်ကြရင်တို့ဒီတော်ပို့ပြီးခန်းခန်းနာလုတ်ပြရအောင်ပါနိုင်ငံမှာပေါ့နော်မင်းကောင်းမင်းမင်းပေါ့နော်ဆုတ်တာဟိုမင်းလို့တော့မပြောလို့ရတယ်ပေါ့နော်အာဝန်ကြီးချုပ်ရဲ့ပြည်သူပေါ်မှာထားတဲ့စေတနာတိုင်းပြည်ပေါ်မှာထားတဲ့စေတနာပေါ့နော်အဲအဲ့တော့ကြတော့ဟိုတက်မလို့ကာကွယ်ရေးဂျီဂျူတယောက်အနေနဲ့လည်းတာဝန်ပြ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 လုတ်နေတယ်ခေါ်ချင်တဲ့ဟိုတယ်တာခေါ်ပါနော်ဟိုတကောင်ကလည်းထပြီးတော့ဘောမရတော့ပြင်ဦးလေးရနေပြီးနေပြီးတော့တက်မှာနော်မင်းဟိုအောင်မင်းနဲ့မတွေ့ဘူးလားအောင်မင်းနဲ့တွေ့ပြီးမင်းတို့ကဝက်တလန်ကဲဆန်းညမှာလားကွာ ိုင်ငံတော်ကြီးချုပ်တယောက်အနေနဲ့တာဝန်ကြီးတယ်ပြည်သူပေါ်မှာထားတဲ့စီရနာတွေကိုပြည်သူတွေပြည်ရဲ့ဒီလိုတခါတနာနဲ့လာရောက်ကြိုးစားတာဖြစ်တယ်အခုလည်းဘောမာဒီပါဇက်ကပြည်သူတွေပြည်သူတွေနဲ့ကွာတော်လေးကောင်ကပြည်သူတွေဆိုပြီးနားတော်ခါတာကွာဘောမာဒီလာကြွေကြူတယ်ပေါ့ဘာပြည်သူတွေကြူခိုင်းနေတာဟုတ်ကဲ့ရုရှားသမ္မတကြီးမစ္စတာပရမီတာပူတင်နဲ့ဗီဒီယိုသမ္မတနိုင်ငံသမ္မတကြီးရဲ့လူကတ်ဆန်ကိုရီးယားဖိတ်ကြားချက်ရပြောတရားဝင်ချီချီခီသွားတာပါကဲသူတို့ကတရားဝင်ဖိတ်တဲ့အတွက်ကြောင့်မင်းတရားဝင်တရားဝင်ဆိုစကားကိုပြောနေရအောင်မင်းကမင်းတရားမဝင်ပဲသွားနေရတော့သိနေမလား ောင်းနေတာတော့ဒါနိုင်ငံအတွက်အင်မတန်ကောင်းတဲ့အားတစ်ခုဖြစ်ပါတယ်ဗျ။ရွေးကောက်ပွဲအတွက်ကျွန်တော်တို့ဒါဟိုဗောဒီခီးစင်မှာရွေးကောက်ပွဲအတွက်ဒါဒါရုရှားနိုင်ငံကရောဘီလာရုနိုင်ငံရောလွတ်မယ်။ဒါပြင်ကျွန်တော်တို့အဲဒီပြည်နိုင်ငံတကာအကြီးအကဲတွေနေပါဖြစ်ဖြစ်အဲဒီနိုင်ငံတကာဝန်ကြီးတွေနဲ့တွေ့တဲ့အခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြောခဲ့တာရှိတယ်။လွတ်မယ်ဆိုတော့ဂရိခံယူချက်မျိုးလဲဆောင်ရွက်ပြီးဖြစ်ပါတယ်။အဓိကအားဖြင့်ဒေသတွင်းနိုင်ငံတွေကလည်းလွတ်ဖို့အတွက်ကောင်းပါတယ်။လွတ်ဖို့အတွက်ကျွန်တော်တို့ ာတော်ပြီးဖြစ်ပါတယ်ဒါအပြင်အဖွဲ့အစည်းတွေတချို့သောအဖွဲ့အစည်းတွေကလည်းဒီ observer တွေလွတ်ဖို့အတွက်ကျွန်တော်တို့တိုးဆိုပြီးဖြစ်ပါတယ်ခက်မှန်လဲဆက်ဆက်ဆောင်ရွက်လည်းရှိပါတယ်ကြောင်သူတို့ရှိရကိုယ်စလေထုတ်ပြီးတော့လာပြီးတော့ရုပ်ကပေါ်မှာအကဲလာပြီးကြည့်ပေးမယ်အကြောင်းနဲ့ဒါသူတို့ပြောတာရှိတယ်ပိုကောင်းတာတော့သူတို့ပဲဒီဘသူတွေကိုပဲဘာတွေပဲမင်းတို့အကက်ဖြတ်ခိုင်းခိုင်းခိုင်းမနိုင်ရင်ပြန်ပြီးတော့သိနေတာပဲဝဲဘာတွေကိုများထူးစရာလုပ်နေတာလဲသူဆုံချင်းအဖြစ်ယုံကြည်မှုတွေအများကြီးရခဲ့တယ်ဒါရုရှားနိုင်ငံရောဘီလာရုစ်နိုင်ငံရောအဲသူတို့နိုင်ငံမှာရှိတဲ့ပြည်သူတွေကရောမြန်မာနိုင်ငံရောမှာ စိတ်ဝင်စားတဲ့တော်တော်ဖြစ်လာတာကိုကျွန်တော်တွေ့တယ်ကဒါကကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့အနာဂတ်တယ်မြန်မာနိုင်ငံစိတ်ဝင်စားမှုမြန်မာနိုင်ငံတက်နေတဲ့ခွေးတွေကောင်ကတော့ဘာမှအသိဉာဏ်မရှိဘူးဆိုပြီးငါတို့တွေတော့အချောင်ရပြီဆိုပြီးနှိုက်နေတာကွာကောင်းတဲ့လက္ခဏာတစ်ခုပေါ့ဗျာနောက်တစ်ခုကလည်းပါတီဆိုဒီမိုကရေစီရုပ်ကောင်ပဲလုပ်မှုတော့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါကျွန်တော်တို့ခိုင်မှလုပ်မှာပါပါတီဆိုဒီမိုကရေစီစနစ်ကိုတကယ်တို့ချင်းလို့ရှိရင်ကန်တော်ကဆလုပ်နေတယ်ဖူးပေါ်ဆော်ဖူးပဲလုပ်ပါတယ်အဲ့ဒါလုပ်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံမိုးချအောင်မြင်ရမယ်ဗျာမိုးချအောင်မြင်အောင်ကျွန်တော်ပြောရပါတယ်ပြည်သူတွေဒါကျွန်တော်ဒါဒီတော့ ဟိုကျွန်တော်တို့ဘက်ကသဘောထားပေါ့ကျွန်တော်သဘောထားပေါ့ဗျာဒါကျွန်တော်ပြောပြရစေအကောင်းပါဗျာကျေးဇူးများတင်ပါတယ်အားလုံးအဆက်သက်ရဟိုအောင်မြင်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ဗျာပြည်သူများလည်းအားလုံးကျမ်းမာချမ်းသာကြပါစေအောင်မြင်မှုရကြပါစေမြန်မာပြည်သူပြည်သားများအားလုံးလည်းအောင်မြင်ကြပါစေဗျာနော်အဆက်သက်ရတိုးတက်အောင်ဒုန်းတန်ကြပါစေလို့လည်းကျေးဇူးမကောင်းတောင်းပါတယ်ပါတီစိုးဒီပိုကရေစီကိုယုံကြည်တယ်ဆိုလို့ရှိရင်အားလုံး ပါစကနေပြီးချင်းကြရည်ပြောနေရပြီးသူတွေကျမ်းမှချမ်းသာပြီးအောင်မြင်ကြပါစေတဲ့ပြီးတော့မိနစ်စင်းနဲ့များဘုံတွေကျဲနေပြီးတော့ပြီးသူတွေဘဝတွေပြတ်နေတော့တည့်ရသားနေကိုနောက်နောက်ကမှဘုံတွေကျဲရှေ့မှာကတော့နော်ပါစကနေပြီးချင်းကြရည်တွေပြောနေတယ်အဲဒီလိုကောင်မျိုးတွေကိုမြန်ဆုံးတာမရှင်းနိုင်ဘူးဆိုရင်တော့တည်ကြပါရဲနိုင်ငံကဘောမတတိုက်နေပဲမြောက်ကိုရီးယားနိုင်ငံလိုပဲမြောက်မြန်မာနိုင်ငံဖြစ်သွားတော့မှာတော့အသေးကြပါပဲပပရုရှားကပြန်လာလို့ကြွားကြိုတာတိပီလာဟော်တီမတ်ချီလိုက်ဟော်တီမတ်ချီလိုက် ။မရသေးဘူးလေရိုက်ရိုက်လှုပ်လှုပ်လှုပ်။ဘာတန်ကြီးဝင်သွားမလဲ။ဟင်။ဘာပပောက်သွား။အဲလက်ရှိချိန်မှာလုံနေတဲ့တရုတ်နဲ့ရုရှားနဲ့ဂျာကချီနေကိုတော့ဆီယမိုင်းတော်မီဝင်းဘကမြေသုံးသက်ပြထားတာလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ဆိုင်နိုင်ဘူးဆိုတာတွေ့လာတယ်။အဲအဲကြောင့်မလို့သူတို့ပြောနေတာတချို့ညရင်အချုပ်ချာအာနာ ဆုံးရှုံးမှုပေါ့နော်။ဒီဒီတွေ့ရတယ်လို့သူတို့ဒီဒီတခြားနိုင်ငံတွေမှာပေါ့ဆိုပါတော့ပါကစ္စတန်မှာအဲ့ဒါအဲ့ဒါတွေ့ဘူးတယ်။ဆီယမပြောတဲ့အထဲမှာအချုပ်ချာအာနာ ိုလျော့ပါသွားစေတယ်ဆိုတော့အစ်တက်ကလည်းသူတို့ကိုယ်တိုင်2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာနိုင်ငံတော်အတွင်းမြည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမြတ်ချခွင့်မပြုလို့ထည့်ရေးထားတာကိုသူတို့ကိုယ်တိုင်ပဲအခုပြန်ဖြတ်လိုက်တာကိုလည်းလူများကသတိပြုမရပါနဲ့ဆရာမအဲအာဏာသိမ်းစစ်ဘိုလ်ချုပ်တွေအထူးသဖြင့်တော့ဒီစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာတရုတ်စန့်ကျင်ရေးစိတ်ထားရှိသူလို့ကျွန်တော်တို့သိထားကြတာကိုဆိုတော့ ဘာကြောင့်အခုလိုတရုတ်ကိုအလျှော့ပေးလိုက်ရတယ်လို့ဆရာမထင်မိပါလဲအဒါကတော့တည်တဲ့အတိုင်းပဲမင်းအောင်လှိုင်ကဗာလဲမင်းအောင်လှိုင်သူ့အုပ်စုတွေကပေါ့နော်ဒီနိုင်ငံကို ရောင်းစားနေတာသူတို့တယောက်သူတို့ရဲ့အာဏာတည်မြဲမှုအတွက်သူတို့ဒီဥစ္စာတရုတ်နဲ့ trade ပေါ့နော်ဒီဒီရောင်းစားလိုက်တာရောင်းစားလိုက်တာယာယီပေါ့နော်ယာယီလိုအပ်တဲ့ဥစ္စာကိုသူတို့တွေကဒီရေရှည်အမျိုးသားလုံခြုံရေးနဲ့သူတို့ trade လုပ်လိုက်တာရောင်းစားပလိုက်တာ ရောင်းစားပြီအဲ့ဒီဥစ္စာသူတို့ရောင်းစားလိုက်တဲ့အဲ့ဒီပြဿနာကเนาะအခုထွက်လာတဲ့ပြတွေ့တွေ့လာမဲ့ပြဿနာတွေကနောက်ထပ်အနှစ်တရာနှစ်ရာအထိသူတို့ခံရကျွံဖြစ်သွားဘယ်လိုတရုတ်ရဲ့လက်လက်လက်အောက်ခံပေါ့နော်အာအာရေရှည်မှာဖြစ်သွားမှာအဲရေရှည်မှာဆိုတော်တော်မိုက်မဲတဲ့လူတွေပေါ့နော်သူတို့တွေသူတို့တယောက်တယောက်နည်းနည်းလူတစုကောင်းစားရေးအတွက်တနိုင်ငံလုံးကိုသူတို့ရောင်းစားလိုက်တာအဲ့လိုပြောလို့ရတယ် တရုတ်တွေသာမကပဲနဲ့ရုရှားကကြီးစားတက်ဝက်နာလူမျိုးပေါ့အဲ့အတက်တွေလည်းရောက်လာနိုင်တယ်ဆိုပြီးတော့စိုးရင်ရက်တွေလည်းပေါ်ထွက်လာတာကြားနေရပါတယ်ကျွန်မအစ်စ်တက်ကကြားကန်ပေးထားတဲ့ပြည်တော်စုကြန့်ခိုင်ရင်းနဲ့ခွေမျိုးရေးပါတီဥက္ကဋ္ဌဗိုလ်ချုပ်ဟောင်းခင်ယီကိုနိုင်ကရုရှားလက်နက်ကိုင်တွေကိုလာဖို့ဖိတ်ခေါ်ခဲ့မှုပါတယ်။အချိန်ထဲမှာပဲရုရှားနဲ့မြန်မာစစ်တပ်နှစ်တပ်ကြားဆက်ဆံရေးကလည်းအရင်ရင်းနှီးနေတယ်ဆိုတော့ဒီပေါ်မှာရောဆီယမ ဘလို့တုံးတက်ခြင်းမှာလဲခင်ဗျဒီဥစ္စာကြတော့အဲ့လိုမျိုးလှုပ်လိုက်လို့အတွက်ကြောင့်မလို့မြန်မာနိုင်ငံကရုရှားနဲ့တရုတ်ကြားထဲမှာညက်သွားလိမ့်မယ်ဟဲရုရှားနဲ့တရုတ်ကတခြားနေရာတွေမှာပူးပေါင်းဆောင်ရွက်ပေမဲ့ဒါမဲ့သူတို့ရဲ့သူတို့ရဲ့ပိုင်နဲ့ပေါ့နော်ပိုင်နဲ့ထဲကိုတယောက်ထဲတယောက်ထဲဝင်ဖို့သူတို့သူတို့မကြိုက်ဘူးဆိုတော့မြန်မာနိုင်ငံကနော်တရုတ်အတွက်တရုတ်ကတတ်မှတ်ထားတာဒါသူတို့ရဲ့ပိုင်နဲ့သူတို့ရဲ့ပိုင်နဲ့ဒေတာ right ဆိုတော့ အဲ့ဒီရုရှားဝင်လာလို့ရှင်အဲ့ရုရှားနဲ့သူတို့ကိုနေဟိုနေမဖြစ်ဘူးနောက်ပြီးတော့သူတို့သိတယ်မင်းအောင်နိုင်ကရုရှားကိုအသုံးချပြီးတော့ပေါ့နော်သူ့ကိုသူတို့ balance လုပ်နေတာခုနတကယ် proxy war ဖြစ်မှာကတရုတ်နဲ့ရုရှားနဲ့ကြားထဲမှာသူတို့ခံရမှာအဲ့နောက်ပြီးတော့သူတို့ကဒီလောက်လောက်ပါလေအာဟိုဟိုပါလေ competent ပေါ့နော် competent ဘယ်လိုခေါ်မလဲအာပါပါနပ်ပြီးတော့တကယ်ကင်တွယ်နိုင်တဲ့လူတွေပညာရှိတဲ့လူတွေလည်းမဟုတ်ဘူးဆိုတော့အဲ့ဒီကြားထဲမှာသူတို့ညက်လိမ့်မယ်အဲ့ဒီကြားထဲမှာညက်လိမ့်မယ်